hello ကဲကိုဒီညအိတ်မပြောဘူးဆိုတော့ coffee တွေတောက်များွားလို့ပေါ့နော်ဒီနေ့ဟိုရှိရှိလေးဖတ်ပေးမယ် reading ရှိရှိလေးပါလဲဆိုတော့တဖတ်သူရဲ့လက်ရှိ emotion စိတ်ခံစားချက်တွေရဲ့သူရဲ့ intentions မင်းနဲ့ပတ်သက်ပြီးတော့ဒီ relationship နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချက်တွေရဲ့နောက်တစ်ခုက next action ပေါ့နော်သူ့ဘက်ကဘယ်လိုမျိုး action တွေယူလာမလဲ မင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုစူးစမ်းအားထုတ်မှုတွေလုပ်လာမလဲဆိုတာကိုကြည့်ပြီးမှာပဲဖြစ်တယ်။ဆိုတော့ collective review နဲ့ဖြစ်ပါမယ်เนาะကိုပိုင်းနေနေတော့ဘူးဆိုတော့ collective review ရဲ့လက်ရှိ color နဲ့ကြည့်ပြီးကြည့်ပေးမယ်။โอเคคีโนซอสไนโรคอฟ source and cuff လက်ရှိ the reading ကိုကြည့်မယ်ကိုရခေါ်လိုက်တဲ့လေးတွေက soft a sign တွေဖြစ်တဲ့ Gemini, Libra, Aquarius ဆိုတဲ့ sign တွေပါမယ် cuff water sign တွေဖြစ်တဲ့ Cancer, Scorpio, Pisces ဒီ sign တွေ strong ဖြစ်မယ်ဒီ reading ကိုလာကြည့်တဲ့သူကတော့၎င်းတစ်ဖက်သူကတော့၎င်းပေါ့နော်ဆိုတော့ဒီဒီ sign တွေမဟုတ်ဘူးဆိုလည်းပြဿနာမရှိဘူးဒီ reading ကအာမင်းတို့အကြောင်းကိုဖတ်နေတယ်မင်းတို့နဲ့တိုက်ဆိုင်တယ်လို့ ယူဆရဲဆိုရင်ဆက်ပြီးတော့ကြည်ပါရှင်ဟုတ်ပြီသူတို့ပေါ့နော်လက်ရှိကိုယ့်ရဲ့ quality ရဲ့အာ energy ကတော့ပြတ်သားနေတဲ့တစ်ဖက်ရဲ့အာခံစားချက်တွေကိုဦးစားပေးခြင်းနေတဲ့တစ်ဖက်ရဲ့လွန်ဆွဲနေရမျိုးကိုတွေ့ရတယ်ပေါ့နော်ဒီ relationship နဲ့ပတ်သက်ပြီးတော့ဒီအခြေအနေမြေတားကြီးတွေနဲ့ပတ်သက်ပြီးတော့တော်ပြီး နှလုံးသားကိုအလိုမလိုက်တော့ဘူးငါအုံနောက်ကခိုင်းတဲ့အတိုင်းပဲဖြစ်တင်တာကိုပဲလုတော့မယ်ဆိုပြီးတော့ပြပြတတဆုံးဖြတ်ချက်ချထားတဲ့သူရဲ့အာနောက်တစ်ခုက Nero Coffee Energy နဲ့တော်ပြီနှလုံးသားဆန္ဒအတိုင်းပဲလိုက်မယ်သူကငါ့ကိုချစ်ချင်မချစ်ချင်ငါချစ်နေရရင်ရပြီသူငါပြီးနောက်မှာရှိနေရင်ရပြီဆိုတဲ့သူတွေနှမျိုး꿰နေလိမ့်မယ်ပေါ့နော်တွေ့လားကြောခိုင်းနေတာကတ်တီရဲ့ picture message ကိုလာကြည့်လိုက်တော့ နင်းနဲ့ငါနဲ့မခေါ်ဘူးဆိုတာမျိုးဖြစ်နေရပါတော့เนาะခံစားချက်နှစ်ခုကအဲ့လိုဖြစ်နေရအခုစာကလေးအခုစီတမင်းဆိုသလိုပဲအခဏနေရင်သူနဲ့ပြက်ပြက်သားသားပဲလမ်းခွဲလိုက်ခြင်းနဲ့ဒါပေမဲ့ကျန်တဲ့ခဏရောက်လာရင်ကျတော့ငါလွမ်းလိုက်တာဆိုတာမျိုးဖြစ်ခြင်းနေရပါတော့ဆိုတော့ပြက်ကလည်းပြက်ခြင်းနဲ့မပြက်ကလည်းမပြက်နိုင်ဘူးဆိုတဲ့အခြေအနေကိုရောက်နေတဲ့သူတွေပါမယ်အကူရဲ့ collective တွေရဲ့ဒီ relationship နဲ့ပတ်သက်တဲ့လက်ရှိ current energy ပေါ့နော်ဆိုတော့อืม ဆိုတော့ဘောနော်ကိုယ့်ရဲ့ quality တွေကအဲ့ဒီတဖက်သူနဲ့လေချစ်သူကြီးစားဖြစ်ခွင့်မရဘူးဆိုရင် တောင်မှပဲစီးပွားရေးလည်းပဲဖြစ်ဖြစ်အတူတူတွဲလှုပ်ချင်နေဆိုတာမျိုးဟိုဘယ်လိုပြောမလဲ romantic partner ဖြစ်မလာဘူးဆိုရင်တောင်မှပဲတခြားဘလိုနည်းနဲ့ပဲဖြစ်ဖြစ်သူနဲ့ဆက်ဆက်နေချင်တာပတ်သက်နေချင်တာဒီလိုမျိုး energy လေးကိုတွေ့ရတယ်သူစီကနေယုံထွက်ချင်တယ်ပြပြတတလှည့်ထွက်လိုက်ချင်တယ်ဆိုတော့ညာဒီဘက်က energy အရာတော့မလုံနိုင်ဘူးဖြစ်နေရပါဘောနော်ဆိုတော့နေရောက်သားကြတဲ့မှာဂတိကဝတ်တွေလည်းရှိခဲ့ ဘူးလိမ့်မယ်ပေါ့နော်သူမင်းကိုပေးခဲ့တဲ့ဂရီတွေကိုမင်းကအခုအချိန်ထိမျောလင့်နေသေးတယ်ဆိုတာမျိုးကိုလည်းတွေ့ရတယ်တစ်ဖက်သူရဲ့အဲမင်းပေါ်ကိုပြောထားတဲ့ဂရီတွေအပေါ်မှာအခုတစ်ထိဆောင်းဆိုင်နေတဲ့သူတွေလည်းပါလိမ့်မယ်ပေါ့နော်ဆိုတော့ဒါကလက်ရှိ current energy ဒီအထိကိုက်နေတယ်ဆိုရင်တော့ဆက်ကြည့်ပါရှင်မဟုတ်ဘူးဆိုရင်တော့ဒါမင်းအတွက်မဟုတ်ဘူးကြော်ဝါလိုက်ပေါ့နော် ဟုတ်ပြီဒီကားရိုင်းနဲ့ဒီမှာ kait နေလေဆိုရင်တစ်ခါတူပါမင်းနဲ့ပတ်သက်ပြီးတော့လက်ရှိမှာဘလို့ခံစားချက်တွေရှိနေလဲဖြစ်နေလဲကြည့်အောင်တစ်ခါတူမှာကိုယ့်ရဲ့ quality တွေနဲ့ပတ်သက်ပြီးတော့ဘလို့ခံစားချက်တွေဖြစ်နေလဲအင်း page of panic ရယ် and ဘာဖြစ်မလဲ three of souls โอเคသူတို့ကမင်းကိုတစ္ဆာဖောက်သွားတဲ့ဒူတွေများလားဗောနော်ကိုယ့်ရဲ့ quality တွေကိုတစ်ဖက်သူကနောက်ကျိုးကိုဓာတ်နဲ့ထိုးသွားတယ်တစ်စိမ်ကျိုးချိုးသွားတယ်ဆိုတဲ့ဒူတွေဖြစ်နေမယ်ဗောနော်ဆိုတော့အဲအဲ့ဒီလိုမျိုးကိုယ့်ရဲ့ quality တွေပေါ်ကိုသူကတစ္ဆာဖောက်သွားပြီးကံမှာ အာမင်းကိုနာကျင်အောင်လုပ်ခဲ့ပြီးကမှအခုလက်ရှိသူ့ရဲ့စိတ်ခံစားချက်ကတော့မင်းနဲ့ပတ်သက်ပြီးတော့ဖိရှော့ဖန်တီကယ်ရဲ့ energy နဲ့အစ်စ်ပြန်ဆကျင်နေရဆိုတာမျိုးကိုတွေ့ရတယ်။အခွင့်အရေးနောက်တစ်ချိန်လောက်ပေးပါဆိုတာမျိုးသူ့ဘက်ကတောင်းဆိုချင်နေရပါဘောနော်။အာဖိရှော့ဖန်တီကယ်မြေတက်အရာသူကဘယ်လိုပြောမလဲစိတ်လိုစိတ်အလိုလျောက်ပေါ့နော်အစင်မပြေနေတဲ့ကာလာလေးတစ်ခုကိုပြန်ရောက်လာလို့ အာမင်းစီကိုပြန်ပြီးတော့တိတ်ညွန့်လာတာမျိုးမဟုတ်ဘဲနဲ့အနေဝေးသွားပြီဆိုကမှအာသူလုံးချင်အားကြီးလှုပ်ပြီးသွားပြီဆိုကမှအခုကမှနောင်လာရနေတဲ့ပုံစံမျိုးပေါ့နော်မင်းမရှိနေတဲ့ဒီ energy queen of wands ရဲ့ energy ရဲ့ကိုယ့်ရဲ့ collective လေးတွေက confident အရန်ရှိတဲ့ဒူမျိုးတွေအာ picture message ကိုပဲကြည်လိုက်လှက်လှလေးကြွကြော်ရော်ရော်လေးနေတဲ့ဒူတွေဖြစ်လိမ့်မယ်အဲအဲ့ဒီလိုမျိုးပဲသူနဲ့အတူတူရှိနေတုန်းကလည်းအာသူ့ကိုအရန်မင်းတို့ဘက်က sporting ပေးနိုင်နေပေါ့နော်သူ့ရဲ့အလုပ်ကိုင်းတော့၎င်းစိတ်ခံစားချက်တွေတော့ ကောင်အရာရာအဆင်ပြေအောင်အနောက်ကနေပံ့ပိုးပြီးတော့ကာကွယ်ပေးနိုင်တဲ့သူတွေဖြစ်လိမ့်မယ် အဲကိုကိုရိုင်းကလည်းကိုချောက်ဘော်ကိုရက်ပြီးတော့ကိုကိုကိုယုံကြည်မှုအပြည့်နဲ့ရက်တည်နေတဲ့သူဖြစ်တယ်လို့မျိုးမင်းတို့ရဲ့ဘေးနားကိုရောက်လာတဲ့ဘလူလူမျိုးဘလူပါတနာမျိုးကိုမဆိုးကိုရဲ့ collective တွေကကောင်းမွန်တဲ့အရေးတစ်ခုဖြစ်သွားအောင် ဖန်တီးပေးနိုင်တဲ့ပံ့ပိုးပေးနိုင်တဲ့အစွမ်းအစားရှိရပေါ့နော်အဲ့ဒီဟာတွေကိုမင်းတို့ရဲ့တစ်ဖက်သူကဒီအချိန်မှာပြန်ပြီးတော့လိုချင်နေရမျိုးကိုတွေ့ရတယ်မင်းစီက ိုင်းကောင်းမွန်တဲ့ပံ့ပိုးမှုတွေကောင်းမွန်တဲ့ positive energy တွေကို ပြန်ရကျင်နေတဲ့စိတ်ခံစားချက်တွေဖြစ်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်။ဆိုတော့အမ်အဲဆိုတော့နော်တဖက်သူကမင်းနဲ့ပတ်သက်ပြီးတော့သူပြန်ပြီးတော့မစတင်နိုင်မှာစိုးရိမ်နေရတယ်။ဒါပေမဲ့လည်းသူ့ကိုယ်သူကပြန်ပြီးတော့လိန်နေရပါတော့။ဒါဘာမှစိုးရိမ်ကြမဟုတ်ပါဘူးလေ။အကြီးကြီးလည်းမဟုတ်ပါဘူးဆိုပြီးတော့ပေါ့နော်။ ဆိုတော့ तू อ่ะမင်းနဲ့ तू နဲ့ကြားရဲကအခြေအနေတွေကိုပြန်ပြီးတော့ balance ဖြစ်သွားအောင်လို့ तू အာဂယူဒီဇိုင်းပြန်ပြီးတော့ကင်တွင်မယ်မင်းကိုပြန်ပြီးတော့ asset တွေတွေလုပ်ပြီးတော့ပြန်ပြီးတော့စတင်ဖို့အတွက်အမ်စ조사ခြင်းစိတ်ကြီးဖြစ်နေရမျိုးကိုတွေ့ရတယ်အခုကံမှာမင်းကအာ तू အတွက်ဟွန်းဘယ်လိုပြောရမလဲအရေးပါတယ်ဒီဖြစ်တယ်ဆိုတာကို तू ပါ तू သတိထားမိနေရမျိုးကိုတွေ့ရတယ်ပေါ့နော် ဆိုတော့ emotion ကတော့နောက်သားတွေရပြီးတော့ပြန်လာခြင်းနေတယ်ခံစားနေရတာကတော့ तू ကဘလူပဲအမားတွေလှုပ်ထားပါစေ तू ကိုယ်တိုင်ကလည်းလက်ရှိမှာဒီအမားတွေကိုမြင်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ तू ပြန်လာမယ်ဆိုရင်တော့မင်းကသူ့ကိုဒုတိယတစ်ကြိမ်ခွင့်ရေးပေးမှာပဲဆိုတဲ့ယုံကြည်ချက်မျိုးတွေရှိနေတာမျိုးကိုလည်းတွေ့ရတယ်ဆိုတော့ ရောက်သွားကြတဲ့မှာရှိနေတဲ့ဘလိုဝေးကွာခဲ့မှုတွေဘလိုမျိုးပြဿနာတွေကိုပဲဖြစ်ပါစေသူဒီအချိန်မှာတော့ lesson learn လုပ်ပြီးနေပြီးနောင်တတွေရနေပါပြီဆိုတာမျိုးတွေးနေရကိုတွေ့ရတယ်ဒါကတစ်ဖက်သူရဲ့စိတ်ခံစားချက်တွေပေါ့နော်မျက်နှာပတ်သက်ပြီးဖြစ်နေတဲ့စိတ်ခံစားချက်တွေဟုတ်ပြီသူ့ရဲ့ intention ပေါ့နော်ရည်ရွယ်ချက်ကဘလိုရှိနေလဲကြည့်ရအောင် ာကခံစားချက်ဆိုရင်ရည်ရွယ်ချက်အမှန်ကတော့ပါလဲပုံနော် Okay 10 or 1 သူ့မှာမနိုင်ဝင်နေထမ်းထားရပြီးတော့အစင်မပြေတဲ့ကိစ္စတွေအများကြီးကြုံနေရတာမျိုးကိုတွေ့တယ်။ဥပမာမြို့ကတစ္ဆာဖောက်သွားပြီးတော့နောက်တစ်ယောက်ကိုရွေးချယ်သွားရဲဆိုရင်လည်းအဲ့ဒီတယောက်နဲ့သူလက်ရှိမှာအစင်မပြေနေဘူး။ဥပမာမင်းနဲ့အတူတူရှိနေတုန်းကတော့အမ်သူဘလို့ပြဿနာမျိုးပဲရှိနေနေမင်းကကြားဝင်ပြီးတော့ဖြည့်ရှင်းပေးတာမျိုးတွေ ရှိခဲ့တဲ့အတွက်သူကသူ့ရဲ့ဒုက္ခဒုက္ခတွေကိုသူကိုယ်တိုင်ဘာမှကောင်းကောင်းမဖြေရှင်းခဲ့ရတဲ့အတွက်လွယ်လွယ်လေးပဲဖြတ်တန်းခဲ့တာမျိုးဆိုရင်အခုလက်ရှိမင်းကသူ့ကိုလင်းလူရှုလိုက်တဲ့အချိန်မှာကြတော့သူ့ရဲ့ဒုက္ခတွေရောအဆင်ပြေမှုတွေရောအဆင်ပြေမှုတွေရောအားလုံးကိုသူတယောက်တည်းဖြေရှင်းနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီအချိန်မှာမနိုင်ဝင်နေချမ်းထားရတယ်။စိတ်ရောလူရောကဘန်းနောက်ဖြစ်နေပြီးတော့ပြိုလဲကြမတတ်ဖြစ်နေတာမျိုးကိုတွေ့ရတယ်။ဒါကြောင့်မလို့သူကမင်းစီကိုပြန်လာပြီးတော့ချင်းကပ်ချင်းနေရပါတော့။ ဒုက္ခတွေထဲမှာရောက်နေတဲ့အတွက်ကြောင့်မို့လို့အာဒုက္ခတွေထဲမှာရောက်နေတဲ့အတွက်ကြောင့်မို့လို့မင်းကသူ့အတွက်ကောက်ရိုးတမြင်ဖြစ်နေတာဆိုတော့သူ့ရဲ့ရည်ရွယ်ချက်အမှန်ကတော့ဘာလဲဆိုတော့မင်းကသူ့အတွက်ကဲတင်ရှင်ဖြစ်လိမ့်မယ်အဲမင်းမှာ one energy မိတဲ့ရဲ့ energy ရှိလိမ့်မယ်ကိုယ့်ရဲ့ color တည်းကကို current energy စစ်တုံးက a sign နဲ့အာ water sign တွေကိုတွေ့ခဲ့တယ်လို့ပြောခဲ့ပြန်မယ်အခုဒီမှာမြင်နေရတာကတစ်ဖက်သူကမင်းတို့နဲ့ တူတူရှိနေတဲ့အချိန်ဆိုရင်မင်းတို့ရဲ့တက်ကြွမှုလန်းဆန်းမှုအရာရာကိုအရှိကနေဥစည်းဥဆောင်လုပ်ပြီးတော့ကြတော့အရန်ကို energy အပြည့်နဲ့အဖြည့်ရှင်းပေးနိုင်မှုဒါတွေကိုပြန်ပြီးတော့ရကြင်နေတာသူ့ရဲ့ရည်ရွယ်ချက်ကတော့သူ့ဒုက္ခတွေသူ့ရဲ့အစင်မပြေမှုတွေတဲကနေဆွဲထုတ်ပေးမဲ့ကောက်ရိုးတက်မြင့်အဖြစ်မင်းကို အဲကုကေရမယ်ဆိုတာလွှမ်းဆွဲနေတာပေါ့နော်ဆိုတော့တစ်ဖက်သူကမျိုးသမီးပဲဖြစ်ပါစေအမျိုးသားပဲဖြစ်ပါစေလက်ရှိမှာတော်တော်ကြီးကိုအဆင်မပြေဖြစ်နေရမျိုးကိုတွေ့ရတယ်စိတ်ပိုင်းဆိုင်ရာအဆင်မပြေဖြစ်နေတာအဓိကကတော့ overthinking နေဖြစ်ပြီးတော့တော့၎င်းအစကတည်းကခံနိုင်ရင်မရှိဘူးဖြည့်ရှင်းမှုအဲနည်းတဲ့ တဲ့သူဖြစ်တဲ့ကြောင့်မဖြစ်ရှင်းတတ်တဲ့သူမကင်တွယ်တတ်တဲ့သူပြဿနာတွေကိုဒီလိုလူမျိုးဆိုတော့အခုလက်ရှိဘေးမှာမင်းမရှိတော့တဲ့အချိန်မှာကိစ္စတည်တည်လေးဆိုလဲသူကအကြီးကြီးလို့ခံစားရတယ်အကြီးကြီးဆိုရင်တော့ပြောမနေနဲ့တော့မဖြစ်ရှင်းတတ်တော့ဘူးဒါကြောင့်မို့လို့လက်ရှိမှာသူကဒီဒုက္ခဒုက္ခရဲ့မှာအေးအေးပြတ်တဲ့အာဆိုရင်ကြောင်းကြစိတ်တွေအရန်များတယ် depression ဝင်လူနီးနီးဖြစ်နေပြီးတော့မျောလင်းချက်မဲ့စွာနဲ့ကုကဲရမဲ့နေတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ရည်ရွယ်ချက်ကမင်းစီကိုပြန်လာကြတာဖြစ်ပါတယ်ရှင် ဆိုတော့နောင်တရနေရလို့ကိုဒီမှာပြောခဲ့တယ်အဲ့ဒီနောင်တကသူ့ကိုယ်တိုင်အစင်မပြေလို့မို့လို့ရနေရနောင်တပေါ့နော်အမ်မဲမရှိခြင်းကသူ့ဘဝကို တော်တော်ကြီးကိုမှအကျိုးတရားမှုကိုရှိစေတယ်သူ့ဘဝကိုလေးပင်စေတယ်ဆိုတာမျိုးကိုတွေ့ရတယ်။မင်းမရှိကြတဲ့ကသူ့ဘဝမှာတည်ငြိမ်ကောင်းဆိုတာလည်းဘာမှမကြားရတော့ဘူး။ပျော်စရာဆိုတာလည်းဘာမှမရှိတော့ဘူးဆိုတာမျိုးသူတွေးနေတာမျိုးကိုတွေ့ရပါတယ်ရှင်။ဆိုတော့သူဟာတော်တော်ကြီးကိုမမှန်မဲမဲ အဲလောက်ရက်တွေကိုလောက်ခဲ့မိတာဖြစ်ပါတယ်ဆိုပြီးတော့သူငင်းကိုပြောခြင်းနေတယ်ဆိုတော့ emotion နဲ့ရည်ရွယ်ချက်က contact ဖြစ်နေတယ်သတိထားမိလားသူရဲ့စိတ်ခံစားချက်တွေကလည်းမင်းစီဦးပဲအပြေးပြန်လာခြင်းနေတာရည်ရွယ်ချက်ကပါလဲဆိုတော့ဒုက္ခတွေတဲကနေလွတ်မြောက်ခြင်းလို့ဟုတ်ပြီဆိုတော့သူ့ဘက်ကနေပြီးတော့ဘယ်လိုမျိုး action ယူလာဖို့ရှိလဲဆိုတာကိုကိုယ်စက်ဖတ်ကြည့်အောင် စောစောအာဘယ်လိုအရှင်ယူလာဖို့ရှိလဲဆိုတော့သူလက်ရှိရောက်နေတဲ့ဒီအစင်မပြေတဲ့အခြေအနေကြီးကနေပြီးတော့ ရုံးထွက်ဖို့အတွက်ဆိုရင်မင်းအနာကိုရောက်အောင်လာမှဖြစ်ပါမယ်တဲ့ဒါကြောင့်မလို့ तू ကမင်းသူ့ကိုလာခင်မအောင်စောင့်နေတာလက်ရှိအထီးရတော့ဆိုတော့မင်းကလာပဲစတင်ပြီးတော့မင်းဘက်က action ယူမလာဘူးမင်းဘက်က तू နဲ့ပတ်သက်ပြီးတော့အဖြစ်ရှင်းချက်တွေလုံးမလာဘူးဆက်တွယ်မှုတွေလုံးမလာဘူးဆိုရင်တော့သူ့ဘက်ကစပြီးဆက်တွယ်လာလိမ့်မယ်သူ့ဘက်ကစပြီးဆက်တွယ်လာပြီးတော့ကြတော့မြန်မြန်ပဲ action ယူလိမ့်မယ်ပေါ့နော်မင်းစီကိုမြန်မြန်ရောက်လာဖို့မင်းနဲ့အဆက်အသွယ်မြန်မြန်ပြန်ရဖို့အတွက်သူ့ဘက်ကအာဘယ်လိုမျိုး လုံရမျိုးကိုပဲလုံပြီးတော့မင်းနဲ့ပြန်အဆင်ပြေရပါစေလုံလာလိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်အာခတ္တရာရန်ကောင်းတယ် ပေါ့ဗောနော် positive forward ပေါ့နော်အပြုသဘောဆောင်တဲ့လုပ်ရက်မျိုးတွေသူ့ဘက်ကစတင်ပြီးတော့လှုပ်ဆောင်လာလိမ့်မယ်လက်ရှိဒါအဆက်အသွယ်ပြတ်နေတဲ့သူတွေတော့လကောင်းအဆင်မပြေတဲ့ relationship တွေတော့လကောင်းဒီဆက်ဆံရေးတစ်ခုထဲမှာရှိနေပြီးတော့အေးခဲနေတဲ့သူတွေလာကြည့်တာဆိုတော့လကောင်းဘာပဲပြောပြော သူ့ဘက်ကနေကောင်းမွန်တဲ့ positive ဘက်ကိုသွားတဲ့ အပြူသဘောဆောင်တဲ့အဲလုတ်ရက်တွေလုတ်ပြီးတော့မင်းနာကိုပြန်ပြီးတော့ချင်းကပ်လာလိမ့်မယ်မင်းနဲ့သူနဲ့ဈားထဲမှာရှိနေတဲ့အဆင်မပြေမှုတွေ conflict တွေအားလုံးကိုသူ့ဘက်ကနေပြီးတော့အာအဆင်ပြေဖို့အတွက်စတင်စူးစမ်းလာမယ်နှစ်ယောက်သားဈားထဲမှာရှိနေတဲ့စိတ်ဒဏ်ရာတွေကို healing လုပ်ဖို့အတွက်သူ့ဘက်ကနေစတင်စူးစမ်းလာမယ်အာမင်းကိုအဆင်မပြေစေမဲ့အဲခံစားချက်တွေ emotion တွေသူ့ဘက်ကပေးခဲ့တာမျိုးတွေရှိရင်ဒီအချိန်ကနေစပြီးတော့သူက peace ပေါ့နော်ငြိမ်းချမ်းမှုအတွက်ငြိမ်းအေးမှုအတွက် အာဆန္ဒရှိနေတဲ့အတွက်သူကဒါကိုအကောင့်ထဲပို့လိုက်မယ်အဲအဲ့ဒီအကောင့်ထဲကိုလည်း801ရဲ့ energy နဲ့သူမြန်မြန် action ယူမယ်မင်းနဲ့သူနဲ့ကြားထဲမှာ communication တွေမြန်မြန်ရောက်လာအောင်လို့စိတ်လှူရှာရတဲ့အချိန်လေးတွေပြန်ပြီးတော့ရလာအောင်လို့သူကအာမြန်မြန်ဆန်ဆန်ပဲမင်းသားကိုပြန်ရောက်လာဖို့အတွက်ကြိုးစားပါလိမ့်မယ်မင်းရဲ့ချစ်ချင်းနေတာနဲ့မင်းရဲ့စိတ်ကိုပြန်ရလာဖို့အတွက်သူကအစွမ်းကုန်အားထုတ်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရတယ် ူ့အနေနဲ့ကပေါ့နော်မင်းမရှိတဲ့အချိန်မှာအရန်ခက်ခဲတယ်ဆိုတာကိုသိသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီတစ်ခေါက်မင်းနာကိုပြန်ရောက်လာတဲ့အချိန်မှာတော့ nine of pentacle ရဲ့ energy နဲ့ဟိုမင်းတယောက်တည်းရှိကားပဲအကူအညီတွေရယူနေတာမျိုးမဟုတ်တော့ဘဲနဲ့သူကမင်းလိုမျိုး independence ဖြစ်အောင်ကြိုးစားမယ်မင်းမင်းမင်းကပေါ့နော်ကိုယ့်ရဲ့ collective တွေကအတန့်အပြန်အလှအပအရန်ကြိုက်ပြီးတော့ဘယ်လိုပြောရမလဲ ဟိုကုကုကု conference ရှိအောင်လဲနေတယ်သူ့ကိုလဲနေစီခြင်းနဲ့ဆိုတာမျိုးတွေဖြစ်ခဲ့လိမ့်မယ်ဒါပေမဲ့အရင်တုန်းကသူကဒါတွေကိုမမြင်ခဲ့ဘူးဒီအချိန်မှာမင်းသားကိုပြန်ရောက်လာတဲ့အချိန်မှာမင်းဖြစ်စီခြင်းနဲ့အတိုင်းသူအားလုံးကိုအဲလုတ်ပေးလိမ့်မယ်ပေါ့နော်ဆိုတော့ဟိုမင်းနဲ့အတူတူသူအောင်မြင်အောင်စူးစမ်းမယ်မင်းနဲ့အတူတူအာ conference ဖြစ်လာအောင်သူ့ကိုသူတည်ဆောက်မယ်မင်းဘေးနားမှာရှိမယ်ဆိုရင်သူဘာမဲ့ဆိုအဆအဆအရာရာအဆကနေပြန်ပြီးတော့စ조사ဖို့အတွက်ဆန္ဒရှိနေပါတယ်ဆိုတာကိုတွေ့ရတယ်ဘလို့ပဲပြောပြောနောက်ဆုံးမှာ a shortcut ရဲ့ energy နဲ့မင်းနဲ့သူရဲ့ relation လေးကိုသူကအသက်ပြန်သွင်းဖို့စ조사လိုက်မယ်ပေါ့နော်ဒီ overflowing ဖြစ်နေတဲ့ emotion တွေ new love ပေါ့နော်နှစ်ယောက်သားကြားထဲမှာအရင်တော့ကစိတ်ခံစားချက်တွေအတိုက်အခံတွေအမြင်မတူတာတွေကြောင့် အနဲ့အောင်နေနေဖြစ်ခဲ့တယ်ဆိုရင်ဒီအချိန်မှာတော့လက်ဆက်ပြီးတော့အေးမြတဲ့ချစ်ချင်းမြတ်တာတစ်ခုနဲ့အမ် deep emotional ဖြစ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကိုယ်လိုပြောရမယ်မင်းအတွက်နည်းနည်း तू ကခံစားနေရပါတယ်ဆိုတာကိုမင်းမြင်တဲ့အထိသူ့နှလုံးသားကိုဖွင့်ပြပြီးတော့အဲသူက contact လုပ်ဖို့မင်းကိုပြန်ဆက်သွယ်ဖို့အတွက် ready ဖြစ်နေပြီဆိုတာမျိုးကိုတွေ့ရတယ်ဒါကသူမင်းမင်းနဲ့ပတ်သက်ပြီးတော့ next action action ယူလာမယ့်ဟာလေးပေါ့နော်အရင်ကောင်းပါတယ် မြောက်သားကြတဲ့ကစိတ်တန်းရာတွေကိုတော့မမြန်လေးကုစားလိုက်ဒါဆိုရင်တော့အဆင်ပြေတဲ့ဆက်ဆံရေးတစ်ခုက သူ့အလိုလို ပြန်ရောက်လာပါလိမ့်မယ်ရှင်โอออกัสเตမြောက်သားကြားထဲမှာရှိတဲ့ဒီရှစ်လပိုင်းဘောနော်ရှစ်ကနန်းကမင်းတို့အတွက်ထူးခြားနေရမျိုးဖြစ်လိမ့်မယ် anniversary date တော့၎င်းအဆင်မပြေတဲ့ရက်စွဲတစ်ခုခုတော့၎င်းလတစ်ခုခုတော့၎င်းဖြစ်နေလိမ့်မယ်ပေါ့နော်အာဆိုတော့ သူကမင်းနဲ့ပတ်သက်ရင်အများကြီးမျှော်လင့်ထားပြီးတော့မျှော်မှန်းထားပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ဒါဟာ collective reading ဖြစ်ပါတယ် energy ကိုက်ညီစေဖို့လည်းမျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ positive အရန်ဖြစ်တယ်လीเนาะ။ um ဒီလိုမျိုး free reading လေးတွေကိုအများအားလက်ခံရရှိခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားပါရှင်။ like and share လေးလုပ်ပြီးတင်ပြလဲ supporting ပေးလို့ရပါတယ်။အာ TikTok နဲ့ Facebook မှာလည်း active ဖြစ်ပါတယ်ရှင်ဆိုတော့ personal reading လေးဝယ်ခြင်းနဲ့ဆိုရင်တော့ Telegram မှာ booking လေးယူနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကိုရီနောက်ထပ် reading လေးနဲ့တူပြန်တွေ့ကြမယ်เนาะတတား